လာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်အစီအစဉ်ရဲ့2025ခုနိုဝင်ဘာလ23ရက်ကြာသပတေးနေ့အတွက်ဆောင်းရံရှောင်းရံဆောင်းရရမယ်နောက်ခတ်ချိန်ခါတွေကိုအစီအစဉ်တစ်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရုံးအောင်နဲ့မနှစ်ပတ်အရင်တို့မှစတင်တစ်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025နိုဝင်ဘာ23ရက်ကြာသပတေးနေ့အတွက်ကြာသပတေးသားများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နောက်ခတ်ခုနှစ်ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရများဆောင်းရရဲ့နောက်ခတ်အချိန်ကာလများကိုတင်ပြပေးသွားမှာဖြစ်ပါရရှင် ည7:00နာရီ9မိနစ်မှည7:00နာရီ29မိနစ်အတွင်းမှဆိုရင်တော့ဖုံးကန်ကြီးမြင့်နိုင်တဲ့ဒွန်းနက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်2:00နာရီ2မိနစ်မှနနက်2:00နာရီ22မိနစ်အချိန်တွင်းမှဆိုရင်တော့စန္ဒအောင်မြင်ပြီး မြစ်တိုင်ကိစ္စတွေကောင်းမွန်နိုင်တဲ့ဆုံးနက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လယ်2:38မိနစ်မှာနေ့လယ်2:58မိနစ်အတွင်းမှာဆိုရင်တော့ဘယ်လုံငန်းမျိုးမစုံလုတ်ကင်မှာကအောင်မြင်မှုရရှိနိုင်ပြီးကန်စာတာထွက်တဲ့ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်နေ့လယ်2:28မိနစ်မှာနေ့လယ်2:48မိနစ်အချိန်တွင်းမှာဆိုရင်တော့ရာဒူဩဇာအာနာကန်တွင်ကြီးမြင့်နိုင်တဲ့ထီးပြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ညနေ6:46မိနစ်မှည9:06မိနစ်အတွင်းမှာဆိုရင်တော့အိမ်ချမ်းမြေရင်အယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက္ခတ်ဂိမ်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ9:40မိနစ်မှညနေ6:00အချိန်တွင်းမှာဆိုရင်တော့ငွေကြေးရှင်ငွေယတနာထီကန်ဆက်မှုကံဒီကောင်းမွန်နိုင်တဲ့ယတနာနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည10:39မိနစ်မှည10:59မိနစ်အချိန်တွင်းမှာဆိုရင်တော့တာသမီရတနာများထွန်ကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ကြာသာရင်းနှီးသားသမီးများအပေါ်ထိရောက်နိုင်တဲ့ဆိုးရွားနှခတ်နဲ့ပတ်သက်တဲ့နှခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်6:9မိနစ်မှနနက်6:28မိနစ်ချိန်တွင်မှဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့မရဏနှခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်9:00နာရီ10မိနစ်မှနနက်9:00နာရီ22မိနစ်ချိန်တွင်မှဆိုရင်တော့အမှုခင်းပြဿနာနဲ့စိတ်ပူပန်သောကများဖြစ်စေနိုင်တဲ့သောကနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9နာရီ3မိနစ်မှနနက်9နာရီ24မိနစ်အချိန်တွင်းမှဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်တနာရီ12မိနစ်မှနေ့လယ်တနာရီ32မိနစ်အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေတင်ခါများဆောက်ရွံ့ပြသမှုတွေဖြစ်စေနိုင်တဲ့မိတုနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်တနာရီ20မိနစ်မှနနက်တနာရီ40မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံစည်းပွားထိခိုက်ဆောက်ရွံ့ပြသမှုများဖြစ်စေနိုင်တဲ့ဘင်္ဂနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီယာဆိုရင်တော့ဂျာတာရင်းနေသားသမီးများအပေါ်ပုံပုံထိရောက်နိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်။ ဒီနောက်ခတ်ချိန်ခါတွေကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုရိုင်းတွက်ချက်ပေးကြတာဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နောက်ခတ်စီစဉ်ကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။